Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာနေ့လည်ခင်ပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာလ16ရက်စနေနေ့ရက်နေ့လည်ပိုင်းသတင်းတွေကိုကျွန်တော်တို့တို့ပြန်မှ Reaction လုပ်ကြပါမယ်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အရင်ဆုံးကျွန်တော်တို့ Lowy Tuition သတင်း၃ပုံနဲ့ကျွန်တော်စလိုက်မယ်နော် ကပ္ပမောင်စုံတရီတို့ကတော့ကရင်နီတိုက်ပွဲမှာစစ်တပ်ဖက်မှဗိုလ်ဗိုလ်ဗိုလ်ကြီးအောင်မင်းသူမျိုးစာဖြစ်သွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ကရင်ပြည်နယ်အတွင်းအချက်မဲ့စစ်တပ်ကလက်လွတ်ထားရတဲ့နေပြည်တော်ပြန်လဲတိမ့်ပိုက်ရီထိုးစစ်ဆင်ဆင်နွှဲစင်မှာစစ်တပ်ဖက်မှဗိုလ်ဗိုလ်ဗိုလ်ကြီးအောင်မင်းသူတည်ဆုံသောကြောင့်တည်ဆုံသူဤဇနီးဖြစ်သူဤလူမှုကွန်ရက်မှာဖော်ပြချက်နဲ့မိတ်ဆွေဖြစ်သူတို့ချွေပြပြချက်ရသိရတယ်လို့သိရပါတော့။အဲတော့ကရားပြည်နယ်ဘက်မှာကြားရလို့သိရတယ်။သူကမြစ်ကြီးနားဇာတိပါတဲ့။ဗိုလ်ဗိုလ်အပွင့်မတင်သေးဘူး။ဒါပေမဲ့လစားတော့စားနေပြီလို့တည်ဆုံသူဗိုလ်ကြီးအောင်မင်းသူဤအွန်လိုင်းမှာမိတ်ဆွေကဆိုပါတယ်တဲ့။အဲတော့ရာထူးတော် ठाउँमा अगाबाटै म देऊ यो मियो अब तपाईँ भनौँ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့စစ်တပ်ပြူကိုရင်နဲ့ဂုံတိတ်ခါထိခိုက်စေရန်ဒုတာဝန်ရေးသုံးပါကိုထိခိုက်စေရန်ဟောပြောမဲဆွယ်စည်းရုံးမှုများကိုရေးယူမယ်လို့စစ်တပ်ခန့်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတန်းစုကချိန်ချောက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့ရွေးကောက်ပွဲဒီဝေတဲ့အခါမှာမဲဆွယ်စည်းရုံးတဲ့အခါမှာစစ်တပ်ကိုထိပါတဲ့အပြုအမူတို့တော့လုံးဝလုံးလုံးမရအောင်ဆိုပြီးတော့ဗောနော်စစ်တပ်ကိုကာပါပေးနေတာပေါ့။အဲ့တော့သူတို့ဘက်ကတော့လုံးဝဒီစက်ခံရေးနိုင်မယ်လို့ပဲတွက်ပြီးတော့ဗောနော်လုံးဝတခြားသူတွေကိုထိပါစော်ကားခွင့်မပြုနိုင်အောင်တော့သူတို့ကဒီမှာ ီဥပဒေတွေထုတ်ထားတွေ့ရပါတယ်နော်တော်တော်ကြောက်နေတဲ့အနေထားမှာရှိပါတယ်အဲ့တော့စစ်တပ်ကိုဘလောက်ပဲလုံးလုံးစစ်တပ်ကဘလောက်ပဲစီမံပြည်တာလုံးလုံးမှားတာလုံးလုံးအကြမ်းဖက်တာပဲလုံးလုံးဝေဖန်လို့မရအောင်အမှဥပဒေထုတ်ထားဖြစ်ပါတယ်နော်ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ ဒီအရေးကြီးသတိ tweets ဆိုရင်မှာဒီမှာတစ်ခုပေါ့နော်ဖတ်ပြကြည့်ပေးချင်တာဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုတော့အားလုံးဒီအတိုင်းပဲကြားဖြန့်ပြဿနာနဲ့ပတ်သက်ပြီးတော့မြောက်ရီဒဝိုက်မှာဒီ starling တွေကိုပိတ်မယ်ဆိုတဲ့သတင်းပေါ့နော်စာပြီးပိတ်တယ်လို့လည်းကြားနေရတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ set အပိတ်ခံရမှာစိတ်မပူဘူးပေါ့နော် orbit net mm ဆိုတဲ့ page ကနေပေါ့နော်သူတို့ service တွေပေးနေတာရှိပါတယ်အဲ့တော့အိမ်ဘက် channel ရှိတဲ့သူတွေကအာကိုယ့်ရဲ့ set မပိတ်အပိတ်မခံချင်ဘူးဆိုရင်ပေါ့နော်ဒီမှာဒီ orbit net MMM ဆိုတဲ့ page ကိုတွားရောက်ပြီးတော့ security နဲ့ setting ပိုင်းတွေကို setting တကျပြန်လည် sensitive ဖို့လိုပါတယ်လို့ပြောထားပါတယ်เนาะအဲ့တော့အချိန်မဆွဲပါနဲ့တဲ့ office less mm ရဲ့ကြွကျင်ဝန်ဆောင်မှုကိုရယူပြီး starling page မှု and မှာကာကွယ်လိုက်ပါတဲ့အဲ့မျိုးရေးထားတွေ့ရတယ်ပေါ့เนาะအဲ့တော့ဘာပြောခုချိန်မှာဆိုရင်ဒီကျွန်တော်တို့က internet ဆိုရင် starling နဲ့ပဲလုံးလုံးနေရတာဖြစ်နေတယ်ပေါ့เนาะ internet ပြတ်လို့မရတဲ့ data တွေမှာဒီမှာဒီ page မှာတွားရောက်ပြီးတော့အကူအညီယူနိုင်ပါတယ်เนาะကဲပထမဆုံးကျွန်တော်ကြည့်ရမယ့်သတင်းတစ်ပုဒ်ကတော့ဒီတက်တက်ခိုင်က မဲဆွေစီယုံဖို့ကြတော့သူကကြောက်တယ်ဗောနော်သူ့ကိုအထုခါမှာကြောက်တယ်ဒါပေမဲ့လေပြီးသူတွေကတော့မဲဆွေဖို့မဲပေးဖို့တာဝန်ရှိတယ်ဆိုပြီးပြောလိုက်တဲ့သတင်းနဲ့ပတ်သက်ပြီးတော့သေသေးရေး30ချက်လေးနောက်ကြည့်အောင်နော်ရေကောက်ွယ်မဲဆွေကာလဖြစ်ပါတယ်ဒီမဲဆွေကာလမှာပြီးသုံးလုံးပါတီတော်တက်တက်ခိုင်ကအင်တာဗျူးတစ်ခုမှာဖြေထားတာရှိတယ်ဒီရက်ထဲမှာထွက်လာတဲ့အင်တာဗျူးပါအင်တာဗျူးမှာသူပါဖြေထားလဲဆိုလို့ရှိရင်ရေကောက်ွယ်ကာလမှာအခက်ခဲရှိတာကတော့ လုံခြုံရေးပါပဲလုံခြုံရေးစိတ်မချရတဲ့အတွက်ကိုယ်တိုင်သွားရောက်ပြီးတော့မဲဆွဲဖို့ကတ်ခဲနေပါတယ်တဲ့နောက်ပြီးသူပါဆက်ပြောထားသေးလဲဆိုရင်ပြည်သူလူထုကိုမဲမထည့်ရဖို့တားနေကြတဲ့လူတချို့ရှိတယ်လူတွေရှိတယ်ပေါ့ဘာမှမစိုးရင်ပါနဲ့တဲ့ပြည်သူတွေကမဲသွားထည့်ပါတဲ့နော်နောက်တစ်ခုကဒီရွေးကောက်ပွဲပြည်သူတွေထည့်ခဲတယ်သူကမထည့်ရဘူးညောင်းကိုရှောက်ဖို့အတွက်လုတ်တဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်ပြည်သူတွေမှာတာဝန်ရှိပါတယ်တဲ့မဲထည့်ဖို့တာဝန်ရှိပါတယ်နော် ဲ့တော့ကိုတိုင်းတောင်မှမဲမဆွဲရဲလို့လုံကြုံရေးစိတ်မချဘူးလို့ပြောနေတဲ့လူတယောက်ကပြည်သူလူထုကိုကြတော့ဘာမှမစိုးရိမ်နဲ့မဲထဲကြပါတယ်အဲ့တော့နင်တို့တွေပဲအသက်ရှိတာเนาะနင်တို့တွေပဲကြောက်တတ်တာငိုးကြရွှေကိုတွေပေါ့เนาะအဲ့တော့နင်တို့ခုံမြဲဖို့နင်တို့အာနာမြဲဖို့တိုင်းပြည်ထဲမှာလွတ်ဆက်ပြီးတော့ချဲ့လေဝင်ရဖို့ခိုးဝင်ရဖို့အတွက် နင်တို့အတွက်နင်တို့လောက်တာတော့မလုံလုံကြီးစိတ်ချရလို့အပြင်မထွက်ရဲတဲ့လူတွေကပြည်သူလူထုကိုကြတော့ခင်ချင်အဖြစ်ပေါ့နင်တို့အာနာအတွက်ပြည်သူလူထုကိုတော်တော်တရားချဖို့ကောင်းရင်ကောင်းတယ်နော်နင်နေတဲ့ကြားမှာအနှက်စစ်ကောင်စီပေါ်မှရတယ်နော်အဲ့တော့ငါတို့မဲရဖို့အတွက်ငါတို့ခုံရဖို့အတွက်အာနာဆက်ရဖို့အတွက်ငါတို့ကိုမဲလာတဲ့မြို့ပါလို့တည်ခြင်းတည်ဖြစ်ခြင်းတလို့ဖြစ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောလိုက်တဲ့စကားပဲဖြစ်ပါတယ်နောက်တစ်ခုကဒီမိုကရေစီလမ်းကြောင်းနဲ့ ပြည်သူတာဝန်ဆိုတဲ့စကားဒီမိုကရေစီလမ်းကြောင်းဟာ2021အာဏာသိမ်းပြီးတဲ့ကဒီမိုကရေစီလမ်းကြောင်းကိုဖျက်ဆီးခဲ့တာနေလို့ကိုယ်တိုင်ပဲဖျက်ဆီးခဲ့တာအခုချိန်မှာဒီမိုကရေစီလို့ပြောရင်ဒီလိုဟာရှီစီယာဟာတာပြက်လုံးတွေပြောနေတဲ့စောက်ပိုးတွေပဲနော်လူခွင့်ရေးအမျိုးမျိုးချိုးဖောက်နေတာတိုင်းပြည်ထဲမှာလူတွေဒုက္ခရောက်အောင်စစ်ပေးရှောင်တွေပုံများလာအောင် လေရင်တွေအလွန်အကျွံတုံးပြီးတော့အင်အားတွေအလွန်အကျွံတုံးပြီးတော့ဝေပုံကြီး ခင်ခုထိုင်ပြီးတော့တိုင်းပြည်ထဲကရှိတဲ့ဟာတွေအကုန်ထိုးပေးပြီးတော့မှအာနာတီမြဲရေးပဲတွားနေတဲ့ကောင်တွေကနော်လုတ်တဲ့ရွေးကောက်ပွဲမှာဒီမိုကရေစီဆိုတဲ့စကားကိုမင်းတို့ထည့်ကိုမတုံသင့်တော့တာနော်မင်းတို့လိုပညာဓာတ်အောက်တန်းစားတွေနော်ပညာဓာတ်အောက်တန်းစားတွေအုတ်ချုပ်တဲ့နိုင်ငံမှာမင်းတို့လက်ထဲကနေအာနာကိုမလွတ်သရွေ့ဒီမိုကရေစီဆိုတာဘယ်တော့မှမြင်ရမှာမဟုတ် လူခွင့်ရေးအမျိုးမျိုးချိုးဖောက်ခံဖိနှိပ်ခံရတဲ့နိုင်ငံတကာမှာမျက်နှာငယ်ငယ်နဲ့အလုတ်သမားတွေအဖြစ်နဲ့ပဲဘဝကိုအဆုံးသတ်ရမယ်ပြည်သူလူထုကိုပဲညီတို့လက်ထဲမှာမြင်ရမှာဘာဒီမိုကရေစီမှညီတို့ပါဇက်နဲ့မထိုက်တာနော်အဲ့တော့ပြည်သူတောင်းတယ်တိုင်းပြည်တပြည်ကိုအုပ်ချုပ်တဲ့လူမသားဒီတိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ဖို့ဒီတိုင်းပြည်အတွက်လုံခြုံမှုရှိဖို့နေလို့မှာပဲတောင်းချင်ပြည်သူအတံကိုနားထောင်ဖို့ပြည်သူစံနာကိုလိုက်ရောဖို့တာဝန်ကနေလို့မှာပဲအပြည့်အဝရှိတယ် ပြည်သူကနင်တို့တာဝန်ကျင်းမှာဆက်ပြီးတာဝန်ကျင်းမှာပြည်သူကအရှိရတာဝန်ကျင်းပြီးတော့မှနင်တို့ကအနောက်ကလိုက်တာဝန်ကျင်းမယ်ဆိုတော့အိမ်မဆန်ဆန်စကားတွေမပြောနဲ့နင်တို့ကဘယ်တော့မှတာဝန်ကျင်းခဲ့တဲ့လူတွေဟုတ်နင်တို့လက်သေးကိုဒီတိုင်းပြည်ကြီးနှစ်ပေါင်းများစွာထားခဲ့ပြီးသွားပြီနင်တို့ဘယ်နေရာမှာတာဝန်ကျင်းခဲ့နော်အဲ့တော့တာဝန်ဆိုတဲ့စကားကနင်တို့အုပ်စုကိုစစ်အုပ်စုကိုအာနာယူအုပ်စုကိုအောက်တန်းစားတကူအုပ်စုကိုပြန်ပြောရမှာအဲ့ဒီတာဝန်ဆိုတဲ့စကားကိုနင်တို့တာဝန်တိတိအလုံးလုံးလို့ ပြန်ပြောရမှာကိုကိုကိုလက်ညှိုးထိုးပြီးတာဝန်ဆိုတာဘာလဲလို့ပြန်မေးရမှာနောက်တစ်ခုကရွေးကောက်ခံအစိုးရဖြစ်လာရင်ပြည်သူဆိုတဲ့မျက်မှန်ကိုတက်ပြီးတော့မှပြည်သူကိုစားလွတ်တော်မှာအစိုးတင်သွင်းမယ်ပြည်သူအတန်ကိုပြန်ပြီးတော့မှလွတ်တော်မှာထုတ်ပြန်မယ်တောင်းဆိုမယ်ပြည်သူအရေးလှုပ်ဆောင်မယ်တကယ်တော့ပြည်သူအရေးလှုပ်ဆောင်မယ်ဆိုလို့ရှိရင်ဖမ်းထားတဲ့ခေါင်းဆောင်တွေကိုအရေးလှုပ်ပေးလိုက်အဲ့ဒါပြည်သူအတန်ပြည်သူအရေး ပြည်သူအတွက်အပြန်အလှန်အကျိုးပြုတဲ့အခွင့်အရေးတွေဖြစ်ရမယ်မလိုအပ်တာတွေမဖြစ်နိုင်တာတွေမတောင်းဆိုနဲ့နင်တို့ကိုယ်တိုင်လှုပ်ထားတာကမဖြစ်နိုင်တဲ့အရာကိုဖြစ်အောင်လှုပ်ထားတာမဖြစ်သင့်တဲ့အရာကိုဖြစ်အောင်လှုပ်ထားတာဟုတ်လားမတောင်းဆိုနဲ့ဆိုတော့ငါတို့လှုပ်ချင်ရလှုပ်မယ်ငါတို့လှုပ်ချင်တဲ့ဟာတော့ဖြစ်တယ်နင်တို့ဖြစ်ချင်တဲ့ဟာတော့မတောင်းဆိုနဲ့ဆိုတဲ့စကားဘယ်မှာလဲဒီမိုကရေစီစံနှုန်းဟင်အဲ့ဒါကြောင့်ဒီမိုကရေစီဒီမိုကရေစီအားကြမင်းနေအရန်ကတ်အာနာရှင်နေအတွန့်ရှိဖို့သက်ဆိုးရှိဖို့ ဤသူလူလူကိုနလပိန်းတုံးနေလို့ဆက်ပြီးဖိနှိပ်အုပ်ချုပ်ဖို့အချင်းချင်းအာနာတီမြဲရေစုအော်ကြမယ်လွတ်တော်တာဖြစ်ပါတယ်မင်းတို့ရဲ့လွတ်တော်ပါနော်အဲ့တော့နင်တို့ပြောနေတဲ့အရာတွေနဲ့နင်တို့လုပ်နေတာနဲ့ကနင်တို့ကိုနှုတ်ဆောက်ရှက်ပြန်ခွဲနေတာနဲ့အတူတူပဲကိုပြောတဲ့စကားဘယ်တခွန်းကကြည့်ရောက်တယ်ဘယ်တခွန်းကပြည်သူအကျိုးကိုစောင့်တယ်နင်တို့ဘဇက်ကဟလိုက်တဲ့အလုံးတိုင်းအလုံးတိုင်းဟာနင်တို့ကျူးလွန်ခဲ့ပြီးသားတွေဖြစ်တဲ့အတွက် စောက်ရှင်းမရှိပြောနေခြင်းတာဖြစ်ပါတယ်။တောင်းဆိုတဲ့လူတွေကလည်းយោသားမှုရှိရမယ်တဲ့။အချင်းချင်းအပြန်အလှန်အကျိုးစီးပွားနဲ့တွားရမယ်။နော်။အဲ့တော့យោသားမှုဆိုတဲ့ဇာတ်ကဖြည့်စရာကြီးပါပဲ။ဟုတ်လား။ဒီလိုကိုယ်တိုင်မយោသားလို့ပြည်သူတင်ထားတဲ့အစိုးရကိုထောင်ထဲမှာကောက်ထည့်ထားပြီးတော့သူ့မပါတဲ့သူ့ क्वे ရာမှာလုတ်တယ်။မျက်စိနားတွေပိတ်ပြီးတော့မှလုတ်တယ်ရွေးကောက်ပွဲကိုများကျိုးသားရမယ်ဆိုတဲ့စကားကိုမင်းတို့ပြဿနာနဲ့မတန်မရရောသေးတယ်။အပြန်အလှန်ကြိုးစီဝါဆိုတာကရောဗာလဲ စစ်အုပ်စုလက်ပါစီတွေနဲ့နင်တို့လိုခရိုနီတွေကြားကအချင်းချင်းအကျိုးပြုမဲ့အပြန်အလှန်အကျိုးစီးပွားကိုပြောတာလားပြည်သူအတွက်တော့မဖြစ်နိုင်ဘူးเนาะပြည်သူတွေစိတ်ရဒုက္ခရောက်လေလေနင်တို့နင်တို့တွေကကြိုက်လေလေတိုင်းပြည်ကြီးသူများလက်ထဲကိုထိုးအပ်ပြီးတော့နင်တို့ခုံမြဲနေလေလေနင်တို့ကကြိုက်လေပြည်သူလူထုမသိနားမလဲလေလေနင်တို့ကကြိုက်လေအဲ့တော့အပြန်အလှန်အကျိုးစီးပွားဆိုတာကတော့နင်တို့ရဲ့အကျိုးစီးပွားအတွက်ပဲလုံမယ်ရေကောက်ွယ်လုံမယ် အစိုးတင်သွင်းမှုတွေပဲဖြစ်ပါတယ်အဲ့တော့ဒီအတုအယောင်ရွေးကောက်ပွဲနိုင်ငံတကာကလည်းအတိမတ်မပြုတ်လဲရွေးကောက်ပွဲကမ္ဘာအလယ်မှာလဲစောက်ရှက်အကွဲခံပြီးလှုပ်တဲ့ရွေးကောက်ပွဲပြိုင်ဘက်ကိုထောင်ထဲထည့်ထားပြီးတော့ပွဲရာမှာလှုပ်တဲ့ရွေးကောက်ပွဲကိုကိုရှင်ပြိုင်ဖိုက်နိုင်တဲ့လူတွေကိုစီးဝိုင်းအပြင်ဘက်အကုံဆွဲထုတ်ထားပြီးတော့မှနေလို့အချင်းချင်းခိုးဖို့အတွက်လှုပ်တဲ့ရွေးကောက်ပွဲကဲရှင်းရအောင်နော်အဲ့တော့တကိုးတွေက လူကောင်းလှုပ်ပြီးတော့မှလူကောင်းတွေကို နိုင်ငံအပြင်တွေရောက်အောင်နိုင်ငံမဲ့တွေဖြစ်အောင်လုပ်နေတဲ့ဒီအတူရောင်ရေကောက်ပွဲအတွက်ကျမတို့ပြည်သူလူထုတစည်းတလုံးနဲ့တွန်းလှန်မှုလုပ်ပါတယ်နော်စိတ်ခိုင်ခိုင်ထားပြီးတွန်းလှန်မှုလုပ်ပါဒီမဲတွေဒီကျမတို့နောက်ထပ်တိုင်းပြည်ကိုကာကွယ်နေတဲ့လူငယ်ပေါင်းမြောက်များစွာရဲ့အသက်ကိုနှုတ်ယူသွားမယ်မဲတွေဖြစ်ပါတယ်အဲ့ဒီအတွက်လူသက်အားပေးမလုပ်ကြဘူးကျမတို့ရဲ့တန်ဖိုးရှိတဲ့မဲတွေပြားဒီလွတ်လပ်ခွင့်နဲ့ကိုကြိုက်တဲ့ခေါင်းဆောင်တို့ကပေးခွင့်ရမယ် မဲတပြားအဖြစ်ပဲရှိနေတင်ပါတယ်လို့ပြည်သူတွေကတိုက်တွန်းကြပါကဲဒါတော့နော်ကိုကိုရင်ကြတော့မဲမဆွေရဘူးပြည်သူတွေမဲလာပေးဖို့ပြည်သူတွေဘာဖြစ်ဖြစ်မဲလာပေးဖို့ဆိုပြီးမှပြောပြည်သူတွေကိုဒီဘာဖြစ်ဖြစ်ထိုးကြည့်တဲ့တသက်ခံရလို့ရကိုတုံးသက်ပေးလာမှသက်သက်ပြီးလို့ပါဖြစ်ပါနော်ကဲနောက်ထပ်လေးပေါ့နော်ဒီရခိုင်ပြည်နယ်ကပေါ့နော်အခုချိန်မှာ မဆွေးနွေးဘူးဆိုရင်ကမ္ဘာမြေပုံကပျောက်သွားမယ်ဆိုပြီးပြောလိုက်တဲ့ရခိုင်စစ်စစ်တရားရဲ့စကားတန်ကျွန်တော်နားထောင်မှာဖြစ်ပါရဲ့နော်ဒါအပြင်သူ့ရဲ့စကားတန်အခုချိန်မှာဆိုတော်တော်လေးကိုပြည်သူလူထုကတော်တော်လေးကိုဝေဖန်နေကြပြီတော့ဗောနော်ဒီပြောတဲ့ထဲမှာဆိုရင်တကယ်ပဲဗောနော် အခုဆိုကျွန်တော်တို့တော်လိုင်းရေးဒီနေဦးတော်လိုင်းရေးက9 9နှစ်လောက်ပဲရှိသေးတယ်ဗောနော်တမိုင်းကိုပြောင်းပြန်လှန်ချနေတာဗောနော်အဲသူဘာတွေပြောတဲ့ချက်နှောင်းကြည့်အောင်နော် ပြီးရင်ကျွန်တော်တို့ကိုစီ30ချက်လေးတစ်ခါနှောင်းကြည့်မယ်နော် ပြည့်စုံပါလျက်နဲ့ဒီဘာမှမဟုတ်တဲ့အချင်းချင်းသွေးစည်းညွညွမှုစီးလုံးညွညွမှုပြပြပြီးတော့တိုက်ပွဲတွေဖြစ်နေတာအင်မတန်ဝန်းနေဖို့ကောင်းတယ်အင်းဟုတ်တယ်အဲ့တော့ဓာရီကိုမကြခင်မှာဓာရီကိုရက်ကြတော့ရက်ပြီးတော့အကောင်းဆုံးဒီနိုင်ငံတော်ရဲ့အချုံချအာဏာကိုလိုချင်ရင်တနက်ကင်ပြီးတော်လှန်လို့အဆင်မပြေဘူးပြည်သူပဲဒုက္ခရောက်တာနော်တကယ်ဂျင်းတွေလာထည့်ရတယ်နော်မင်းတို့ကောင်တွေအာစစ်ဒီလက်နဲ့မကင်ခင်တုန်းကကောင်းကောင်းပြောတော့ဘာလို့နားမထောင်လဲ မင်းတို့နားမထောင်ခဲ့တယ်မင်းတို့ကစပြီးမှပြီးသူကိုဂျမ်းဖတ်လို့ပြီးသူကဂျမ်းဖတ်တာလေနော်အခုတိုက်ပွဲဖြစ်တဲ့နေရာတွေမှာကြည်လိုက်ပြီးသူလူတို့ပဲဒုက္ခရောက်သွားတယ်နော်ဘာမှဖြစ်မလာဘူးနော်နှစ်ပေါင်း80နာရီလာသူကြီးသေးတယ်ကွက်ဒီပေါ့နော်တိုင်းရင်းသားတွေလက်နဲ့ကင်ပုံကန်တော်လှန်တိုင်းရင်းသားပြည်နယ်ဖြစ်လာသလားတိုင်းရင်းသားနိုင်ငံဖြစ်လာသလားဘာမှမဖြစ်မဖြစ်လာဘူးဘာဖြစ်သွားသလဲမွဲတယ်ဆင်းရဲတယ်ပညာမတက်ဘူးပညာမတက်လို့ဆင်းရဲတယ်ဆင်းရဲလို့ပညာမတက်ပညာမတက်လို့ဆင်းရဲလို့ ဒုက္ခရောက်အဲ့လိုမုံလုံးဆက်ခုကန့်နေတယ်အဲ့ဒါဟာဒီကနေ့ကျွန်တော်ရက်ဖို့ကောင်းပြီရက်သိမ့်ပြီเนาะကျွန်တော်အဲ့ message ကိုပေးလို့ဒီ NCA 10နှစ်ပြည့်အခမ်းအနား NCA ကိုပြန်ပြီးတော့ဟိုလှုပ်လိုက်သလိုပဲအင်ဂျင်ကိုနှိုးလိုက်တာเนาะအင်ဂျင်နှိုးလိုက်တယ်မကြခင်မှာလဲအခုနိုင်ငံတော်ကလည်းပဲเนาะဒီ EAO တွေကိုဖိတ်ခေါ်ထားတယ်လာပြီးတော့เนาะအလင်းဝင်ပါเนาะနိုင်ငံတော် ਨੇ ပူပေါင်းပြီးဆောင်ရွက်ပါနိုင်ငံတော်အာဏာကိုလိုချင်ရင် နိုင်ငံရေးပါတီထောင်လို့ထောင်လို့တော်၎င်းတတိပုဂ္ဂလအနေနဲ့တော်၎င်းဝင်းရောက်ရှင်းပြိုင်ပါရှင်းပြိုင်ပြီးတော့နိုင်ငံတော်ရဲ့ဖွံ့ဖြိုးဖွံ့ဖြိုးတိုးတက်ရတိုးတက်ကြောင်းဝင်းရောက်လောက်ကင်ပါတနတ်ကင်ပြီးတော့တော်လှန်လို့ကတော့လူတွေသေးတာပဲဖတ်တယ် ရဲ့ကြားတဲ့အတိုင်းပေါ့နော်အဲ့တော့တမိုင်းကိုပြောင်းပြန်လှန်နေကြပြီပေါ့နော်အဲဒီလိုမျိုးကောင်တွေကအခုချိန်မှဆိုရင်ဒီတော်လိုင်းရေးကြောင်ပဲသူတို့တော်တော်ကြီးကိုအထိတန်းနေတယ်သိပြီးသားဖြစ်ပါတယ်နော်အဲ့တော့အခုချိန်မှဆိုရင် NC လက်မှတ်ထိုးတဲ့ကိစ္စနဲ့ပတ်သက်ရင်လည်းဘယ်သူမှလည်းလက်မှတ်ထိုးတဲ့အတွက်သူတို့တော်တော်လေးကိုလောင်နေတာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်အာရခတော်တော် A ရခိုင်ပေါ့နော်ရခိုင်ပြည်နယ်ကိုလည်းသူတို့ကတော်တော်လေးကိုနေနေချင်းချင်းပြောတာတွေ့ရပါတော့နော် ဒီ energy လက်မမထိုးလက်နဲ့မချဘူးဆိုရင်ကဘာမြေပုံမြမမြေပုံကနေပျောက်သွားမယ်ဆိုပြီးမှပြောထားတဲ့ဟာကြီးရှိတယ်ပေါ့နော်အဲ့တော့ तू ပြောထားတဲ့ဟာကြီးကိုကိုစီရဲ့သုံးသက်ချက်လေးချက်နှောင်းကြည့်အောင်နော်အေးအဲ့ဒါဆိုငါတို့လည်းပြောမယ်လက်နဲ့ကင်ပြီးတိုင်းပြီးအုပ်ထုတ်လို့ကတော့တိုင်းပြီးပြက်တာပဲအဖတ်တယ်ပဲနော်မင်းတို့ပြောတာမှန်တယ်လက်မမားတယ်မပြောဘူးတနက်ကင်ပြီးတော်နှံလို့လူတွေသေးတာပဲအဖတ်တယ်မယ်နော်โอเคလက်နဲ့ကင်ပြီးအုပ်ထုတ်ရင်လည်းတိုင်းပြီးပြက်တာပဲအဖတ်တယ်အဲ့ဒါရှင်းရှင်းလေးပဲ နော်အဲ့တော့လက်နက်ကင်ပြီးအုတ်ထုတ်တဲ့လူတွေကိုအရင်သားရမလားလက်နက်ကင်ပြီးတော်လှန်တဲ့လူတွေကိုအရင်သားရမလားဓမင်းစားတဲ့အုံတော်လူစဉ်းစားကြပါဒီနိုင်ငံမှာလက်နက်ကင်ပြီးအုတ်ထုတ်တဲ့လူတန်းစားရဲ့လက်နက်ကင်ပြီးတော်လှန်တဲ့လူတန်းစားရဲ့နှစ်ခုရှိနေတယ်အဲ့တော့ဘယ်ဟာကိုအရင်သားစီးမလဲနော်တော်လှန်တယ်ဆိုတာအုတ်ထုတ်တဲ့လူရှိလို့အုတ်ထုတ်တဲ့လူကိုအရင်သားစီးလိုက်ရင်တော်လှန်တဲ့လူဆိုတာငြိမ်သွားမယ်တော်လှန်တဲ့လူကိုအရင်သားစီးမယ်ဆိုရင်ဒီအုတ်ထုတ်တဲ့လူကိုဘယ်လိုထိမ့်မလဲနော်ဒိဋ္ဌိရှိတဲ့စကားကိုပြောလေဟုတ်တယ်မလားခင်ဗျားတို့လည်းလူလိုကိုယ်ကိုတတ်မှတ်တယ်မလား ဟင်ဘယ်တော့မှနိုင်ရင်အားမရနိုင်အဲ့ဒီ message ကိုပေးလို့ပါလေနောက်တစ်ခုကအဲ့ဒါဆိုရင်ကဘာပေါ်ကအဲ့မခဏလေးခဏလေးခဏလေးအဲ့ခဏလေးပထဝီနိုင်ငံကြီးခဏလေးပါဩဟမ်ကဘာပေါ်မှာပထဝီနိုင်ငံကြီးခဏလေးဟိုတမိုင်းနိုင်ငံကြီးကိုပြန်ကြည့်အဲ့ဆိုရင်လက်နက်ကင်မီဆန့်တင်တော်နာနဲ့တော်နိုင်ရေးမှန်တယ်များမအောင်မြင်တော့ဘူးလားအဲ့တော့ကဘာပေါ်ကအောင်မြင်ခဲ့တဲ့လက်နက်ကင်တော်နိုင်ရေးတွေကဒါအတုရောက်နေတာဟုတ်လားအဲ့တမိုင်းကြီးအတုနေတာဟမ် လက်နက်ကင်တော်နိုင်ရေးတပြားတော်နိုင်ရေးတို့ဒီဘက်ခစ်မှာဒါဒါဒါဒီဘက်ခစ်ပြောပါပြီဘောနော်စစ်ခစ်တွေကစပြီးတော့ဟမ်အာရတ်တော်နိုင်ရေးတွေဆိုကြည့်အာရတ်တော်နိုင်ပြီးတော့ကအာရတ်နိုင်ကဘယ်နှခုကိုကူးလောင်ခဲ့တယ်နော်အရှိမကဘာတမိုင်းတော်နိုင်ရေးတွေအများကြီးရှိပါတယ်အဲ့ဒါတွေအားလုံးကနိုင်ခဲ့တဲ့တော်နိုင်ရေးတွေအောင်မြင်ခဲ့တဲ့တော်နိုင်ရေးတွေကမဟုတ်ဘူးပေါ့အဲ့ဒါဆိုဟမ်အဲ့နောက်ဆုံးဒီ BNN နော်ဒါလက်နက်ကင်ပြီးတော်နိုင်တာပဲလေဟမ်သူများနိုင်ငံလာပြစ်တာနဲ့ကိုယ့်နိုင်ငံချင်းပြစ်တာပဲကွာလေအတူတူပဲ အဲ့တော့လက်နက်ကင်ပြီးတော်လန်နဲ့လမ်းစဉ်မအောင်မြူးဆိုရင်အဲ့ဒီကမ္ဘာတပိုင်းမှာအောင်မြင်ခဲ့တဲ့လက်နက်ကင်လမ်းစဉ်တွေကအဲ့ဒါအလိမ့်ညာတွေလားဟုတ်လားဟမ်ဒုက္ခပါပဲလေ့စင်နေခဲ့ပြီတော့ဒီမိုကရေစီဒီပြည်လျင်လူတွေတိတ်ဆိတ်ဝင်လာတော့အဓိကက national interest မျိုးသားအကျိုးစီးပွားပုံစံကြီးကဒီ online trend 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 ရဲ့ဒသင်းတွေလောက်ပဲကြည့်ပြီးတော့အမျိုးသားအကျိုးစီးပွားလောက်ပဲဟောပြဖြစ်မယ်ဒီလိုကအဲ့တော့အမျိုးသားအကျိုးစီးပွားတွေကျွန်တော်တို့ အားလုံးကကျွန်တော်တို့ solid unity unity စုစည်းတဲ့ system ကခေစားတာခေစားဒါကြောင့်ကျွန်တော်တို့ခု NATO ဖွဲ့တယ် NATO ပြီးကြောက်ကြောက်ဖို့အဲ့တော့ဒီဘောပြီးမင်းမောင်ကောအဲ့လိုလားနေတိုးတော့ဘာလို့ရုပ်ရှင်ရည်ကောင်းတယ်လေဟုတ်တယ်ခဏလေးတော့ဖန်းနေဒီစတဲ့ဘာငါစိတ်ညစ်တယ်ကွာသူတို့ဆော့ပိုးတွေတို့နိုင်ငံရင်းမှာဘယ်တော့မှရှိနေကြပြီလေလို့ ကျွန်တော်တို့လည်းလေဒါကျွန်တော်ကျွန်တော်အကောင်းပြောတာဘာကောင်းမှမဟုတ်ဘူးတာမန်ပြည်သူတွေကနိုင်ငံတစ်ခုရဲ့ပြည်သူတွေကလူတယောက်အစင်မရှိတယ်နိုင်ငံတစ်ခုရဲ့ဥဆောင်ပိုင်းမှာရောက်တဲ့နိုင်ငံရေးသမားတွေနဲ့အဝေးဒါကိုတွေနဲ့အများကြီးလမ်းဝေးတယ်လို့တတ်မှတ်ထားတယ်အေးဒါမဲ့တာမန်ပြည်သူတယောက်အနေနဲ့ကြည့်ရင်တော့မှစောက်ဘောတွေလို့မြင်နေရတဲ့လူတွေကခင်ဗျားတို့ကျွန်တော်တို့ခေါင်းပေါ်တက်နေပြီးတော့တိုင်းပြည်အုပ်ချုပ်တဲ့မှာပါဖို့လုပ်နေကြတာဟမ်စဉ်းစားကြည့်အေးဒီနိုင်ငံမှမပြတ်ရင်ဘယ်နိုင်ငံပြတ်မှာလဲ ကျွန်တော်တို့အနေနဲ့ခဏကပြောသလိုနိုင်ငံရေးသမားတွေဆိုကိုယ်တွေလိုက်မမီတဲ့ခေါင်းတွေဖြစ်နေရမယ်ကိုယ်တွေမတွေးနိုင်တဲ့အတွေးတွေသူတို့တွေးနေရမယ်ကိုယ်တွေမမြင်နိုင်တဲ့အမြင်တွေသူတို့မြင်နေရမယ်အဲ့လိုဖြစ်ခိုင်းချင်တာကျွန်တော်တို့တိုင်းပြည်ရဲ့နိုင်ငံရေးသမားတွေဆိုတာအခုကပေါက်ပန်း၄၀တွေတို့ဘာဘာဟာတာကားရဲ့ကောက်ကိုချနေဟမ်နေတိုးလို့ဘာကြကြဟိုးလို့ဘာလို့ကောက်လဲဟုတ်လားဟမ်အော်ဒုက္ခပဲနော်တော့ကျွန်တော်တို့အဲရှန်ဟိုင်းပူပေါင်းဆောင်ရွက်မှုဖွဲ့ဒါတို့တွေကနိုင်ငံတကာစုနေကြတယ် ဲ့တော့ကျွန်တော်မြန်မာနိုင်ငံပထဝီနိုင်ငံရေးရအိန္ဒိမချင်း9နိုင်ငံရှိတယ်။အိန္ဒိမချင်း9နိုင်ငံမှာအိန္ဒိယကလူကြီး3400ရှိတယ်။ဟုတ်ကျွန်တော်မြန်မာနိုင်ငံသန်း90လောက်ပဲရှိတယ်။ဟုတ်နော်ပြီးတော့အိန္ဒိယနိုင်ငံဒီနျူကလ িয়ার ပိုင်ဟုတ်ပြီးတော့ဒီဘက်မှာတရုတ်နိုင်ငံလူကြီးသန်း1000ကျော်ရှိတယ်1300လောက်ရှိတယ်။ဟုတ်သူလည်းနျူကလ িয়ার ပိုင်ဟုတ်ပြီးတော့ဒီဘက်မှာကျွန်တော်တို့ထိုင်းနိုင်ငံလာအိုနိုင်ငံနော်ဘင်္ဂလားဒေ့ရှ်တန်တရာ80လောက်ရှိတယ် ်เนาะအဲ့တော့ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ကျွန်တော်တို့တိုင်းရင်းသားပြည်နယ်တွေဒီခွက်ထွက်လို့မရခဏနေပါဦးအခုနေပြောသွားတယ်ခင်ဗျားပြောသွားတယ်အဲ့ဒီနိုင်ငံတွေကတချိန်ကမြန်မာနဲ့ပါကွာလေဟမ်1960နှစ်နေဝင်အာဏာမသိခင်မှာအဲ့ဒီအခုပြောသွားတဲ့တိုင်းပြည်ကြီးကမြန်မာနဲ့ဘယ်လိုကွာလဲအေးအဲ့လားအဖြေပဲတချိန်ကမြန်မာအောက်မှာကြာခဲ့တဲ့တိုင်းပြည်တွေအိန္ဒိယတို့တရုတ်တို့ဆိုတာငတ်နေတရုတ်မှာထမင်တောက်နေရတယ် အငတ်ဘေးဆိုင်ပြီးတော့ဟမ်ခမေတဘူးတော့ဘလောက်လဲဆိုတော့ရောင်းစားနေရတဲ့အချိန်ဟမ်စဘာတောင်လိုပုံစီအိုရေချိုဆေးရောမီးလုံဆိုတဲ့မြန်မာအဲ့ချိန်မှာဟမ်အဲ့ဒီခက်ကနေဒီလိုဘဝရအောင်ဘလူလောက်ခဲ့တာလေမင်းဖေခေါ်နေတယ်အဲ့ဒီစစ်ခွေးကောင်းဆောင်တွေလောက်ခဲ့လို့တိုင်းပြည်ကဒီဘဝရောက်တာလေမှန်ပဲဟမ်တတခိုင်တယောက်ရှိသေးတယ်ထွက်ပြောတာအဲမြန်မာပြည်နဲ့ဟိုအင်အားကြီးနိုင်ငံတွေဂျာထဲမှာရောက်နေလို့လေအဲ့ဒါအင်အားကြီးနိုင်ငံတွေကြားထဲမှာရောက်လို့နှိမ့်ကြွားတာလားကိုယ့်ကိုယ်နှိမ့်ချပြီးနှိမ့်ကြွားတာ ဟုတ်တယ်မလားကျော်ဝချမ်းသာတဲ့တိုင်းပြည်တစ်ခုလေအခုသူပြောရတဲ့တိုင်းပြည်တွေနဲ့ကျော်ဝချမ်းသာတဲ့နိုင်ငံလေဘာဖြစ်လို့ဒီဘဝရောက်ရတဲ့စစ်တပ်ကဖြစ်စည်းလို့လေဒါဟုတ်ဒီစစ်တပ်ကိုအတိတ်မှာလည်းစစ်တပ်ကဖြစ်စည်းခဲ့တယ်အနာဂတ်မှာလည်းစစ်တပ်ဟာဖြစ်စည်းနေတယ်ဟမ်နောက်နာမဲကာလမှာစစ်တပ်ကိုထပ်ပြီးတော့ဥဆောင်ခိုင်းရအောင်မလားဒုက္ခပဲကွာခွတ်ထွက်တာနဲ့အိမ်ကြီးပါချင်းတွေရဲ့ဝါမျိုးချင်းကြုံရက်တော့အဲ့တော့ကျွန်တော်တို့ မြန်မာနိုင်ငံတိုင်းရင်းသားများသည်အခုလဲကြုံဖြစ်နေကြတယ်နော်ဒီတိုင်းနာရှစ်မျိုးလက်တွဲပြီးတော့နေမှာအဲ့ဒီလူမျိုးတွေအမျိုးဘာသာပတ်မှာဒီမြန်ဥပမာကျွန်တော်ရခိုင်ပြည်နယ်ကြည့်လိုက်ပါဦးရခိုင်ပြည်နယ်ပြည်တော်စုကဖွဲ့ထွက်လို့မရဘူးပြည်တော်စုကဖွဲ့ထွက်တာနဲ့မကြခင်မှာရခိုင်လူမျိုးဆိုတာရခိုင်လူမျိုးနဲ့ရခိုင်ပြည်နယ်ကိုပြလိုက်မှကြည့်ရတယ်အော်ဟုတ်လားသူရခိုင်မျိုးနော်ပြလိုက်ရှိပြီလားဟမ်ရှိတဲ့မြတ်ဦးတော်မှစစ်တပ်ကအမြောက်နဲ့ထုလို့ကုန်းနေမလား ဟမ်တော်တော်ရခိုင်လူမျိုးချစ်တဲ့လူပဲအော်ဒုက္ခပြလိုက်ပါချစ်ကျွန်တော်ပြောတာမယုံမရှိနဲ့ပြူဆိုတာဒီနေ့ပြလို့မရဘူးဘယ်မှာလဲပြူလူမျိုးပြလိုက်ပါမရှိတော့အဲ့ဒီ message ကိုတော့ပေးလို့ပါကျွန်တော်နိုင်ငံမှာကဲဒါဒီနေ့ line ပေါ်မှာလူတော်တော်များများဆဲနေတဲ့တယောက်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပြောသလိုကျွန်တော်တို့နိုင်ငံရေးမှာနိုင်ငံရေးလုပ်တဲ့လူတွေကကျွန်တော်တို့အနေနဲ့ဆိုရင်ခုနကပြောလိုက်မမီတဲ့လူတွေဖြစ်ကြတယ်အာဒီလူတွေဘာကြီးပြောနေလို့ကွာ ဘာပလန်ဆွဲနေလဲအာသူတို့ပြောတဲ့စကားတကယ်ဘယ်လိုမျိုးဖြစ်ကံဒါဒီလိုလူမျိုးတွေဒါနေကျွန်တော်တို့ဥဆောင်ထိုက်တာလေအခုသူတို့စကားတကုံးထွက်လာဘယံမလာလေဆိုတော့ကိုဘာမဟုတ်တဲ့ကိုတွေပြည်သူအစ်င့်အောင်သိနေတယ်ဆိုတော့ဒီလိုလူမျိုးတွေကတိုင်းပြည်ကိုဥဆောင်မယ်ဆိုတာဒီတိုင်းပြည်တိုးတက်နိုင်မလားစောက်ရုံနိုင်မလားအဲ့ဒါအဖြေပဲနော်စဉ်းစားကြည့်တိုင်းနာစီလုံးညီညွတ်ရေးကိုတိဆောက်လာတယ်မဟုတ်ဘူးဘယံမလာတွေပြောတာအဓိကသူပြောရတဲ့စကားကြီးဘာလဲအာနာရှိတဲ့လူတစု အကြိုက်ပြောရတာ ဘာပြည်သူတမှာလည်းမဟုတ်ဘာလူမျိုးတမှာလည်းမဟုတ်ဘူးအာနာရှိနေတဲ့စစ်တပ်ခေါင်းဆောင်တွေအကြိုက်ကိုပြောလာတာအဲ့ဒီပြင်ဘာမှမပေါ်ဘူးဆိုတော့ဒီလိုလူမျိုးတွေကကျွန်တော်တို့ကိုဥဆောင်မယ်ကျွန်တော်တို့ခေါင်းကတက်နေပြီးတော့ငါတို့ကနိုင်ငံခေါင်းဆောင်တွေပါလုပ်မယ်ဆိုတော့ကျွန်တော်တို့ကဟုတ်ကဲ့ပါလုပ်ပါဆိုပြီးတော့လက်စစ်ခံပေးတင်တာကျွန်တော်လွတ်အောင်ယုံတင်တာအဲ့ဒါပဲကြည့်ပါဒါကြောင့်မလို့ကျွန်တော်တို့ပြောတာလူမျိုးမခွဲနဲ့ဘာသာမခွဲနဲ့ဒီကာလမှာအာနာရှင်ကိုအမြင့်ကပြတ်အောင်အတူတူဝိုင်းတိုက် ်ပြီးမှမင်းရမယ့်အခွင့်အရေးမင်းယူငါရမယ့်အခွင့်အရေးငါယူမယ်မကောင်းဘူးလားအဲ့လိုမဟုတ်ဘဲနဲ့ဂျားထဲမှာဒီလိုနေမယ်ဆိုရင်တော့ကျွန်တော်တို့မျိုးစုံခလောက်ဆန်ခံပြီးပြီးတော့ဒီလိုပေါက်ပန်း40កောင်တွေကိုတဲကျက်ဖြစ်အသုံးပြုပြီးတော့တော်လှန်ရေးကိုဖြိုခွဲတာခံရလိမ့်မယ်တတိထားပါရခိုင်ကိုနီလန်းပေါင်းစုံနဲ့ဖြိုခွဲနေပါတယ်အင်အားရှိတဲ့ရခိုင်ဟာစီလုံးညီညွတ်မှုရှိတဲ့အတွက်အဲ့ဒီစီလုံးညီညွတ်မှုပြတ်အောင် ရခိုင်တွေကိုမျိုးစုံထုတ်တုံးပြီးတော့တို့ဘလူးကိုစက်ရုပ်ဖြစ်လုပ်လို့ရမလဲတို့ခိုင်းတာဘသူလုပ်မလဲစောမြလင်းရသားလားဒေါက်တာအေးမောင်လားအခုဒီလူလားအဲဒါမျိုးပေါ့အကုန်လုံးတယောက်တယောက်ထုတ်ပြီးတော့ရခိုင်ရဲ့ညီညွတ်မှုကိုဖြိုးနေပါတယ်ဒါကြောင့်မလို့အချားလူမျိုးတွေအနေနဲ့လည်းဒါကိုကြည့်ပါကိုယ့်လူမျိုးဖြိုးလိုက်ရင်ဘလို့တန်ပြန်မလဲဆိုတာကိုစဉ်းစားထားကြပါနော်တတိထားပါ ျွန်တော်တို့စီလုံးမှုကိုဘာနဲ့မှဖြိုခွက်လို့မရဘူး။ဒါဟုတ်စစ်ကောင်စီကကောင်းကောင်းတည်တယ်။အဲ့ဒီအတွက်ရခိုင်ကိုနိုင်အောင်တိုက်ဖို့အတွက်အရင်ဦးဆုံးစီလုံးမှုပြုတ်ပြက်အောင်လုပ်နေတယ်။ ကဲဒါတော့ကိုစီသုံးသက်ချက်ပြီးတော့ file ဖြစ်ပါတယ်နော်အဲ့တော့ကြားတဲ့အချိန်မှာရခိုင်လူမျိုးတွေကိုပြတယ်မှာတွားကြည့်ရမယ်ဆိုပြီးတော့သူကိုယ်တိုင်စိန်ခေါ်ထားတဲ့ video file ဖြစ်ပါတယ်နော်အဲ့ဒါကြောင့်လည်း PDF တော်တော်များများသူ့ video file အောက်မှာတော်တော်စိန်နေကြတွေ့ရပါတယ်အဲ့တော့ခုနကိုစီပြောသလိုပဲဒီလိုမျိုးအုံနောက်ဒီလိုမျိုးအတိညာနဲ့ခေါင်းဆောင်လုံးမဲ့ခေါင်းတွေကိုခေါင်းဆောင်တွေမှာထားရတော့ကျွန်တော်တိုင်းပြည်ကပြဿနာပြုတ်ဖို့ရှိပါတယ်နော်အဲ့တော့ကျွန်တော်တို့တော်လိုင်းရဲ့နိုင်တဲ့မနိုင်ရင်တော့တိုင်းပြည်ပြတ်မှသိကြပါတယ်နော် โอเคဒီနေ့ပိုင်းနေ့လယ်ပိုင်းပြီးတော့တစ်ဖက်ကဒီလောက်ပါပဲเนาะစာဆုံးကြည့်ပြီးကြာပြီးပြီသူရောက်စရာသူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှာလောကမြတ်ဆောင်မြတ်အရာအားလုံးမှာအောင်မြင်ကြပါစေတွားလျက်မှာဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ